ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေ။ညီပြရူဘင်အမ်မိုရင်ကတော့ Chelsea နဲ့ပွဲစဉ်အပြီးမှာသူပြောခဲ့တဲ့အကြောင်းအရာတွေရှိတယ်ပေါ့လေ။ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဆွေးနွေးကြည့်အောင်ပါ။ညီပြပြောတဲ့အရာတွေပေါ့။ပထမဆုံးကတော့ဟိုကျွန်တော်တို့ Chelsea နဲ့ပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့ပြီမဲ့ပြိုင်ဘက်ရဲ့ defensive third zone နဲ့နောက်ကို final third zone နဲ့ကိုရောက်တဲ့အခါမှာအသင်းဟာပူပြီးတော့ aggressive ဖြစ်ဖြစ်ကစားနိုင်ဖို့လူတယ်ပေါ့နော်။အော်အကယ်လို့ဒါ aggressive နည်းနည်းလေးဖြစ်ခဲ့တယ်ဆိုလို့ရှင်တော့မှာ ဒီ second ball တွေကျွန်တော်တို့အနေနဲ့တော်တော်လေးကိုဆုံရှုံခဲ့ရတယ်။ဘာပဲဖြစ်ဖြစ်ဒီပွဲကိုဗောနော်မှန်ကန်တဲ့ပုံစံနဲ့ချင်းကက်နိုင်ခဲ့ပြီးတော့အကောင်းဆုံးရှင်ပြိုင်နိုင်ဖို့ကြိုးပမ်းခဲ့တယ်ဗော။ကံမကောင်းခဲ့တာလဲပါတာဗောလေးဗောနော်ဒီနေ့ကဒီနေ့ရှုံးတာကခါတိုင်းနဲ့မတူဘူးဗောနော်။ဘာပဲဖြစ်ဖြစ်ပွဲတစ်ပွဲရှုံးပြီဆိုကြတဲ့ကစိတ်ပြတ်မိတာတော့အမှန်ပဲဗောနော်။ကျွန်တော်တို့ဟိုပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန်ဖြစ်လာအောင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါကျူးပန်းလာနေတာတော့ဒါအမှန်ပဲအသေးချာပဲဆိုပြီးတော့သူပြောသွားတယ် အဲကျွန်တော်တည်တည်ချာချာ press လုပ်ပြီးတော့ဂိုးတွေတွင်းယူနိုင်ဖို့ကျွန်တော်တို့ကြိုးစားခဲ့တယ်။ဒါပေမဲ့လို့ဒီပွဲမှာအယုံဆိုင်မှုတွေအများကြီးယော်နေနေခဲ့တယ်ဆိုပြီးသူပြောသွားတယ်။ဒီနေရာမှာဘယ်လိုပြောမလဲ။ तू ကတော့ final test zone နဲ့မှာဂိုးတွေဘလောက်ထိအားနေကြောင်းပြောတယ်ပေါ့လေ။ဒါကလည်းတော်တော်လေးကိုကြာပါပြီ။ final test zone နဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကမထိရောက်တယ်ကျွန်တော်တို့ကြာပါပြီ။တော်တော်ကိုကျွန်တော်တို့ကြာနေပါပြီ။တော်တော်ကိုကျွန်တော်တို့ကြာနေပါပြီနော်။ဆိုတော့ဒါကိုလည်းအခုချိန်ထိမပြေနိုင်သေးဘူးပေါ့နော်။ ျွန်တော်ကဗျာ final third zone နဲ့မှာစိတ်ပူတာကျွန်တော်နှစ်မျိုးရှိတယ်ဒီလားအခုချိန်ကြီးကောင်းမလာတာနဲ့ပဲတယ်လို့ပေါ့နံပါတ်1ကကစားမားတွေဒါမှတော့ player quality ကတအားစကားပြောတယ်တော်တော်ကိုအလုံးမဖြစ်တာပေါ့နော်ကစားမားတွေရဲ့ရည်ချင်းတွေဟာပြန်ပြဲ final third zone နဲ့ကိုရောက်လို့ရှိရင်သုံးပြချက်ချတာတွေမပိုင်နိုင်ဘူးတော့ပြီးလို့ရှိရင်ဘာလို့လို့လို့ရမှာမသိဘူးသုံးပြချက်ချတဲ့အခါမှာလည်းအမားတွေကများနေတယ်အဲအဲ့ဒါမျိုးတွေဖြစ်နေတယ်နောက်တစ်ခုက amorian system ကျွန်တော်တို့ final third zone နဲ့ကိုရောက်တဲ့အခါမှာကျွန်တော်တို့အတွက်အလွန်ဆုံးရှိရင်၃ယောက်ပဲရှိတာ ၃ယောက်ပဲရှိတာတိုက်စစ်မှုရဲ့နေရုနံပါတ်2ယောက်ရဲ့ဒါပဲတကယ်တမ်းကကျွန်တော်တို့အနေနဲ့ပေါ့နော်ကိုချီထဲမှာဘောလုံးရှိလို့တိုက်စစ်ဆင်ပြီဆိုလို့ရှိရင်ကျွန်တော်ကလက်ရှိ MODIN ရဲ့3421 system မှာ wing backs 2ယောက်ဒီတိုက်စစ်ကိုလိုက်ကိုလိုက်နေရမှာခံစစ်မှာ၃ယောက်ရှိတယ်ကွင်းလယ်မှာ2ယောက်ရှိတယ်အဲ့ဒါဒီ rest defense ပဲပြောချင်တာကအကယ်လို့ကိုရီးယားတိုက်စစ်ဆင်ရင်လည်းရုတ်တရက်ဘောလုံးပြတ်သွားပြီးတော့ပြန်ပြောကတင်ပြတိုက်စစ်ဆင်မယ်ဆိုရင်ကျွန်တော်အဲ့ဒါကိုတားဖို့အတွက်ခံစစ်9ယောက်ရှိတယ်3 back ရဲ့ကွင်းလယ်2ယောက်ရဲ့ နော်အဲ့လိုမျိုးကျွန်တော်ဖြစ်နေရမှာဒါပေမဲ့လို့အသင်းရဲ့ခြေထဲမှာဘောလုံးရပြီးတော့တိုက်စစ်ဆင်ပြီဆိုတဲ့အခါတိုင်းမှာကိုရီမှာတိုက်စစ်၃ယောက်ပဲကျွန်တော်ရှိတယ်ဆိုတော့၃ယောက်ထဲနဲ့ဘလို့မြအလုတ်သွားလို့လို့မရဘူးပြိုင်ဘက်မှာကခန်းစီ၄ယောက်ကစားတယ်ဆိုတော့၄ယောက်ရှိတယ်အဲ့ဒီ၄ယောက်မှာ၄-၃တိပဲဖြစ်ဖြစ်၄-၃မဖြစ်ဖြစ်ကစားကြတဲ့အခါမျိုးမှာရှိမှ၂ယောက်ရှိတယ်၇ယောက်ဖြစ်သွားပြီကျွန်တော်တို့၃ယောက်ထဲနဲ့ဘလို့သွားဖောက်မလဲအဲ့ဒါမျိုးပဲနော်ဒါကြောင့် MRI ရဲ့ system ကိုကစကားပြောတာဒီပါတယ်ဒီနေရာမှာလည်းဘလို့ပြောမလဲ MRI ကိုယ်တိုင်ကိုယ်က ဝင်းဘက်စ်နှစ်ယောက်ကိုတစ်ယောက်ကတက်ရင်တစ်ယောက်ကကျန်ခဲ့ဆိုတဲ့ပုံစံမျိုးသွားနေတာလည်းပါကောင်းပါမှာပေါ့ဗျာကျွန်တော်အများအားဖြင့်ဘရူနိုဖာနန်ဒက်စ်ကကွင်းလယ်မှာတိုက်စစ်ကိုပို့ပြီးတော့လိုက်ရတာများတယ်ဆိုတော့ခန်စီတုံးအောင်ကျန်ခဲ့မယ်ဝင်းဘက်စ်တစ်ယောက်တက်မယ်တစ်ယောက်ကျန်ခဲ့ပြီးတော့နောက်ဝင်းဘက်တက်မဲ့နေရာမှာဖာနန်ဒက်စ်ကလိုက်သွားတဲ့ပုံစံမျိုးပြဿနာကဘာဖြစ်လဲဆိုတော့အကယ်လို့ဖာနန်ဒက်စ်လိုက်သွားတယ်ဆိုရင်ကွင်းလယ်ကပဲတက်လာမှာဝင်းဘက်စ်တီတောင်မန်နီမှာဘာမှမဖြစ်လာမှာမဟုတ်ဘူးအဲကြောင့်တိုက်စစ်ဖိုင်နယ်ဒက်ဇုန်နဲ့မှာအဆင်မပြေဘူးဆိုတဲ့နေရာမှာ ကစားမတွေရဲ့ quality နဲ့ဘောနော်ဆုံးဖြတ်ချက်ချနိုင်စွမ်းအားနည်းမှုတွေကလည်းစကားပြောသလို MODIN ရဲ့ system ကိုကအတိုင်းအတာတစ်ခုထိကျွန်တော်တို့ဒါတိုက်စစ်မှာဘောနော်အနောက်နိုင်ငံကကျွန်တော်တိုက်စစ်မှာအကန့်အသတ်တွေဖြစ်နေတာလည်းပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေအများကြီးစနစ်တွေကပိုတိုးတက်လာတယ်ဆိုလို့ရှိရင်တော့တစ်မျိုးပေါ့။နောက်ပြရာအသေးစားတစ်ခုကတော့ကိုဒီကစားမတွေသူပြောသလိုပဲပွဲထဲမှာအာယုံဆိုင်မှုနည်းနည်းလေးအာရုံနေခဲ့တယ်လို့သူပြောထားတယ်။ကျွန်တော် watch down အပီပွဲပြီးသုံးသပ်ချက်လုပ်တဲ့ဗီဒီယိုမှာပြောခဲ့သလိုပဲ ကိုကစားသမားတွေကနော်ကိုကစားမားတွေကယူရိုပါလေးမဟုတ်ရင်ဒီကောင်လေးကဂရုမစိုက်တော့ဘူးဒါလည်းအမ်မိုရင်အကြောင်းအဆတာပဲသူတပင်အမ်မိုရင်ကိုတိုင်ကိုကကျွန်တော်ယူရိုပါလေးကိုအယုံဆိုင်မရမယ်ပါညာဆိုပြီးတော့တင်းနေတာရှင်းလင်းပွဲမှာပြောလိုက်တော့ကစားမားတွေဟာနိပြပွဲတစ်ပွဲမတိုင်ခင်ဘာပဲပြောပြောသူတို့ခေါင်းနဲ့မရှိတော့ဘူးသူတို့သိနေတာပဲလေအာငါတို့တွေတော့ယူရိုပါလေးမှာအချင်းကြီးခေါင်းလို့ချင်းအဆင်ပြေမှာပဲလက်ရှိပရီးမီယာလီကမဟုတ်လေနိုင်မှာမဟုတ်တော့တာနိုင်လည်းပဲဒီတက်တက်မှာမဟုတ်တော့တာဆိုတော့ပုံစံမျိုးနဲ့ပေါ်ဒီပေါ်ပြတ်ကြီးကျွန်တော်ကစားနေတာစဉ်းစားကြည့်ပဲဒါတွေကအများကြီးသိတာလေ ကစားမားတဲ့ကိုကျွန်တော်ပြောလိုက်ပြီးကြည့်လိုက်နော်ဟို press conference တွေပါတယ်ကျွန်တော်ကြည့်လိုက် post match interview တွေကျွန်တော်ကြည့်လိုက်ဂျီရူပါလေး final 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 ဆိုတာပဲကြည့်နေကြတယ်ဒီပွဲမှာကျွန်တော်အနေနဲ့ဘာတွေအားနေကြောင်းဘာတွေအားသာကြောင်းကျွန်တော်ဘာမှမတွေ့ခဲ့ရအောင်ဘလို့မှအဆင်ပြေခဲ့ရတယ်ကြောက်ပါနော်ပွဲမှာအယုံမဆိုင်နေတာကတော်တော်လေးကိုကျွန်တော်အနေနဲ့ပြဿနာကြီးရယ်နော်ဒါအပြင်သူဆက်ပြီးတော့ပြောထားတယ်အဲကျွန်တော်တို့ပြိုင်ပွဲတစ်ခုစီတိုင်းအတွက်တည်တည်ကြာကြာပြင်ဆင်ရမယ်ပေါ့နော်ဟို9ရက်ထက်နေတော့ကျွန်တော်ဒါ recover ကျွန်တော်ကောင်းကောင်းလုပ်နိုင်တယ် အဲ့ဒါပြီးဘိုလူဝဲကစားဖို့ရှိတယ်ဗောနော်ကစားမားတွေကိုဘိုလူဝဲမတိုင်ခင်ဆယ်ရက်အတွင်းဘာပွဲမှမကစားခိုင်းတာကတော့အမှားတစ်ခုပဲဆိုပြီးတော့သူပြောသွားတယ်ကျွန်တော်ယူရိုပါလိဘိုလူဝဲအတွက်ပြင်ဆင်ဖို့ကျွန်တော်မှ9ရက်အချိန်ရှိပါတယ်2ရက်ကလုံးဝအပြည့်ဝအနားယူဖို့နဲ့နောက်ထပ်ကျန်တဲ့ရက်တွေကပြင်ဆင်ဖို့ဖြစ်တယ်ဗောပြင်ဆင်ရရင်က2ရက်လောက်ပဲကျွန်တော်ရမှာနော်2ရက်လောက်ပဲကျွန်တော်ရမှာဆိုတော့တစ်ခုရှိတာကတော့ဗျာသူပြောတယ်ဗောနော်အာဖိုင်နယ်မတိုင်ခင်အထိကစားမားတွေကိုစောင့်ပြီးတော့ဆယ်ရက်လောက်ဒီတိုင်းပြစ်ထားတာကအမှားလို့သူပြောသွားတယ် ဒါကတော့ तू ကကိုယ်တိုင် manage လုပ်နေတဲ့ तू ဆိုတော့တိမာပေါ့ဗျာသို့တော်လည်းပဲကျွန်တော်တို့ကစိတ်ပူခဲ့တာစိတ်ပူခဲ့တယ်ဆိုတော့တခြားမဟုတ် injury demand ထိမှာလားเนาะမထင်မှတ်ပဲနေမြန်ကိုယ်ဒီတိုင်ပဲမြန်သွားမှာလားလူစင်းအပြည့်နဲ့ထုတ်ပြီးတော့ဗျာသိတယ်မလားမဟုတ်လေကိုကစားမတွေကကစားမှမကစားကြတာလူစင်းအပြည့်နဲ့ထုတ်လို့ရင်ငါတို့မထင်မှတ်တဲ့เนาะဆိုရင်ကြောက်ကြမှုတွေမြင်ရမလားဒါတွေကိုကျွန်တော်တို့ကကြည့်တာမှန်ပါတယ်ဘိုလူဘွဲအတွက်ပြင်ဆင်မှုဆိုလို့ရှိရင်ဘိုလူဘွဲမတိုင်ခင်ကလေးကဘိုလူဘွဲမှာကစားမဲ့ပုံစံတိုင်းအကောင်းဆုံးကျူးစွမ်းပြနေဖို့ကျွန်တော်လိုတယ်ဆိုတာသို့တော့ စိတ်ပူစရာတွေကတက္ကနကျွန်တော်တွေးထားရသေးတာဗျာ။ဒါကြောင့်အမိုဒင်ကတော့ဘာနော်ပြေတနာမရှိဘူး။ပြေတနာပြူအားလုံးဟာ AC ပဲ။ Euro Paris Final အတွက်ဘာနော်ပြင်ဆင်ချိန်9ရက်ကျွန်တော်ရှိတယ်9ရက်အချိန်ရတယ်2ရက်သီးသန့်အကုန်နားမယ်2ရက်ကိုကျွန်တော်အနေနဲ့ဒါဟိုပြောမလဲ Legend Game ဒီပါလေးလုတ်ပြီးတော့ဂျန်နက်တရက်ကတော့ခီးသွားမယ်ခီးသွားမယ်ဘာလို့လဲဆိုတော့စပိန်ကိုသွားမှာဟုတ်နော်ဘီဘာကိုကွင်းမှာကန်မှာဆိုတော့အဲ့လိုမျိုးဆိုတော့ MOD နေနဲ့အရာအားလုံးကသူ့ပလန်တိုင်းလုတ်ဖြစ်ပါစေလို့ပဲကျွန်တော်မျှော်လင့်ရမှာပဲနော်ဒါပြည်သူဆက်ပြီးတော့ပြောထားပါတယ် နောက်ဆုံးဒီနေ့ပွဲအပြီးမှာပေါ့နော်ကစားမားတွေအားလုံးကိုကြည့်လိုက်တော့သူတို့အကုန်လုံးက injury ပြဿနာတွေပါနေကြုံခဲ့ရတာတွေစိတ်ပူစရာတွေမရှိဘူးအားလုံးကအဆင်ပြေတယ်ကက်စမဲရိုမေဆန်မောင်းနဲ့လူရှော်တို့ကတော့အဒီပွဲမှာပေါ့နော်ကျွန်တော်တို့နေဘာမှမဖြစ်ခဲ့ဘူးပေါ့နော်လူသားလဲခဲ့ရဆိုတာမျိုးကတော့ကျွန်တော်နောက်ပွဲအတွက်တည်တည်ချာချာကျွန်တော်ဒါအခုကတည်းကပေါ့နော်ဂယူဆိုင်ထားတာဖြစ်တယ်ပေါ့ဗျဘာမှမဖြစ်အောင်လို့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ရေသွားလဲခဲ့တာ။နွေရာသီဈေးကွက်အကြောင်းကိုသူ့အနေနဲ့အခုချိန်မပြောချင်သေးဘူးပေါ့နော်။လာမယ့်ဘိုလ်လူပွဲမှာဂိုးတွေမြန်မြန်တွင်းနိုင်ရင် ကောင်းမှာပဲလို့ပဲတွေးထားတယ်ပေါ့။ ကျွန်တော်ယူရိုပါလိဖိုင်နယ်အတွက်ပဲပြင်ဆင်ရတော့မယ်ဆိုပြီးပြောထားတယ်။ဒီညမှာနီးပြားကအဲ့ဒီ min transfer အတွက်စိတ်ပူစရာကိုမလိုဘူး။မင်းတို့လည်းအဲ့ transfer transfer နဲ့ပတ်သက်လို့နီးပြားကမေ့ထားတယ်ဟို။ transfer နဲ့ပတ်သက်လို့ရှိရင်အသင်းတာဝန်ရှိသူတွေလောက်ရမှာဒါသူတို့တာဝန်ပဲ။ကျွန်တော်တို့ Chelsea ကွင်းကိုပြီးတော့နော်ကျွန်တော်ဟိုကန်တဲ့လက်ရှိပြီးသွားတဲ့ပွဲမှာအသင်းတာဝန်ရှိသူတွေ Sergeant Redcliffe တို့အဖွဲ့၃ယောက်လောက်ထိကျွန်တော်တွေ့ခဲ့တယ်။သူများ top bowler တို့ဒီအသင်းပေါ်မှာဘယ်လောက်ထိ investment တွေလုပ်ထားလဲ။နော် top bowler တို့ဘယ်လောက်ထိ investment တွေလုပ်ထားလဲ။ သူများအသင်းတွေကိုအသင်းကိုဘယ်လိုဒီလုတ်ပြနေကြသလဲငါတို့အသင်းတုံ့ပြန်တယ်မှုဘာတွေလိုသလဲကစားမ quality တွေငါတို့ဘယ်လောက်ညော့နေသလဲဒါတွေကိုကျွန်တော်မြင်နိုင်မှုလိုတယ်သူများအသင်းကိုဒီတိုင်းဘောလုံးပဲတွားကြည့်ဆိုပြီးဒီတိုင်းဒီတိုင်းကြည့်ပြီးပြန်မလာနဲ့ဟုတ်တယ်မလားနောက်တစ်ယောက်စာချင်တို့ဘာလို့နေနေဒါတွေကိုကောင်းကောင်းမြင်နိုင်မှုလိုတယ်နီးပြဖြစ်တဲ့ Rubin Ammo တွေလည်း Transfer ဟာသူပူစရာလိုတဲ့တဲမှာမပါရဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေရမယ်ရတော့တဲ့ final ရှိတယ်အဲ့ဒီ final ကိုဝင် ion site transparency ပါတယ်ကျန်တဲ့လူတွေလည်းတော့မေးမနေနဲ့ပြောရမှာတော့ဒီ journalist တွေကတမျိုး နော်ဆိုတော့တာဝန်ရှိသူတွေကိုပဲကျွန်တော်တို့သွားရမှာပဲစောင့်လို့ကျွန်တော်ကြည့်ရမှာမဟုတ်လို့သူရောက်လာမလဲရတော့ဒါအပြင်သူဆက်ပြီးတော့ပြောထားသေးတယ်ပြည်သက်တွေကိုဘောနော်ယူရိုပါလိမ့်နဲ့အဲဒီစူရီစိတ်ပြီးနိုင်မှုတို့ကပြတော့အရေးကြီးတယ်ဘောနော်ကျွန်တော်တို့အရေးကြီးဆုံးຢာပဲပေါ့အသင်းရဲ့ကစားမားတွေတွေ့လဲဒီစူပလာဟာအင်ပီဒန်အရေးကြီးတယ်ဘောနော်လက်ရှိຢာဒီကကျွန်တော်တို့အကုန်လုံးလူချင်းတဲ့ຢာဒီပုံစံမျိုးတော့မဟုတ်ခဲ့ဘူးပေါ့နော်။ဒါပေမဲ့လို့ကျွန်တော်တို့အရင်ကစားလာတဲ့ပို့ပြီးတော့ကောင်းအောင်ကစားလာနိုင်တယ်မျိုးသူတို့ထင်တယ်။အဲ့ဒီပွဲရဲ့အရေးပါမှုကိုကျွန်တော်ကောင်းကောင်းသဘောပေါက်တယ်ပေါ့နော်။ ဟိုကျွန်တော်တို့အကောင်းဆုံးပြီးဆက်သွားပါမယ်ဆိုပြီးပြောဒါဥလနာပြောတာထင်ပါတယ်နော်။ဒါခုနကကျွန်တော်ဖတ်လိုက်သေးတယ်ဒါဥလနာပြောတာထင်ပါတယ်။တော့ဥလနာတို့ဘာလို့ကတော့စကကြီးစကကြီးအများနဲ့ပြောတာပဲ။လူကြီးတော့ဒါမင်းနှစ်ချက်ခွဲမပြည့်တာမင်းစကကြီးစကကြီးတအားပြောတာဥလနာနော်အဲ့ကောင်ပြောတဲ့ဟာတော့မင်းလောလောဆယ်ပါနော်။အချိန်ကုန်တာပဲဖတ်နေတယ်မပြောတော့ဘူး။ဆိုတော့အမ်ဘူလင်ပြောတဲ့နေရာခြုံကြီးရနံပါတ်1ကျွန်တော်တို့ကကောင်းတာဒီဘယ်ကစားသမားမှအင်ဂျူရီပြဿနာတွေဘာတွေမကြုံခဲ့ဘူး။ကစားမားတွေကိုကျွန်တော်တို့ဘာမှမဖြစ်အောင်နောက်ပွဲအတွက်ကျွန်တော်အဆင်ပြေအောင်လို့လူကြိုပြီးတော့လူသားလဲခဲ့တာဆိုပြီးတော့သူပြောသွားတယ် ဒါအပြင်သူ့အနေနဲ့9ရက်အချိန်ရတဲ့နေရာမှာလည်း2ရက်လောက်အနားယူပြီးတော့ဗောနော်ဂျန်နေတရက်ကခီးသွားမယ်2ရက်ကလေ့ကျင့်ခန်းဆင်းမယ်ဆိုတဲ့ပုံစံမျိုးတွေပြောထားတယ်ဆိုတော့ဒီလိုပါလိဖိုင်နယ်တွေအကောင်းဆုံးပြင်ဆင်နေမှာစီလို့ပဲကျွန်တော်ဆူတောင်းနေတယ်နော်ဒါကတော့အမ်ဘူရင်ပြောခဲ့တဲ့အကြောင်းအရာလေးတချို့ပေါ့လေညီကလေးနေနေရောနီးပြပြောတာနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲသူနေကြပါဘောအားလုံးကိုကြည်ညိုများရေးတင်ပါတယ်